မိတ်မကောင်းမှုဆိုတာကိုတော့သူတို့ဟိုစဉ်းစားပြီးတွေးမဲ့ဆိုပြောမဲ့ဆိုရင်ပြောလို့ရတယ်ပေါ့နော်ဒါပေမဲ့အဲ့ဒါဆိုရင်သူကငုံချမ်းသာလို့ပြီးထားရင်ကိုစိုက်ကန်းနေနေရတယ်ရှိတယ်ဟုတ်တယ်မလားခုခွေးလို့ပြီးထားရင်ကိုတထည်ပြင်းနေရတယ်ရှိတယ်ဒီအချိန်မှာစီးပွားရှာနေတာကောင်ကုမှရှိရတော့ပေါ့ကြောင်းပြီးပြူလို့ရတဲ့အချိန်ဒီလိုဝန်နေစရာကောင်းတဲ့အချိန်မှာရုပ်ရှင်ကြော်ညာရရန်ရှိဖို့ကောင်းပါတယ်တချို့ပွဲဆိုနေဖြစ်တယ် ူးလို့ဆိုလဲဗမာပွဲဖရက်ရှူးဆိုလဲဖြတ်လိုက်တယ်ဖြတ်ပြီးတော့အခုဒီချိန်တိရောက်လာဒါပေမဲ့တကယ်သာဒီချိန်တိရောက်လာတယ်ဒီရန်ရဲ့ဟိုမအေးချမ်းသေးဘူးဒီချိန်မှာစီးပွားရှာနေတာခေါင်းကုမှရှိတာတော့ဘာဒေါင်းပြီးလှူလို့ရတဲ့အခြေဖြစ်နေတယ်ဒါပေမဲ့တကယ်တမ်းဆွေးနွေးကြည့်လိုက်တဲ့အခါ80%လောက်လို့100%လောက်တော့ယုံကြည်စည်းကိုထပ်ဆိုင်တယ်ခင်ဗျသူ့ရဲ့သဏ္ဍာန်တွေကပေါ့နော်သူကအဲ့လိုပြောတဲ့အတွက်သူကဒါယာနုံးကြီးအမြတ်တရားရာဂိုင်းနှုတ်ပေါ့ အရင်မေးွက်ဖြစ်ပါတော့မှန်မှန်ကန်ကန်မကြည့်ဘောမကြည့်တော့အဲ့တော့ပိတ်တက်နေနဲ့လေအဲ့လိုလာကြည့်တဲ့အခါကရုပ်ရှင်တကားကိုကြည့်ပြီးကျဉ်းသက်သွားတဲ့ PT အဖြစ် ဒီဘက်ကဒီကြီးရတာခံစားရမှာမိမကမှုဆိုတာကိုတော့သူတို့ဟိုစဉ်းစားပြီးတွေးမဲ့ဆိုပြောမဲ့ဆိုရင်ပြောလို့ရတယ်ပေါ့နော်ဒါပေမဲ့အဲ့ဒါဆိုရင်သူက ။မောင်ချမ်းသာလို့ပြီးထားရတဲ့ကစိုက်ကန်းနေနေရတယ်လည်းရှိတယ်။ဟုတ်တယ်မလား။ခုခွေးလို့ပြီးထားရတဲ့ကတတိယဖြစ်နေတယ်လည်းရှိတယ်။ negative thinking နဲ့တွေးမယ်ဆိုလို့ရှိရင်လည်းတွေးကြရမယ်။ဒါပေမဲ့ဘယ်လိုပဲဖြစ်လေဗမာပြည်မှာနေတဲ့ဗမာလူမျိုးဖြစ်တဲ့အတွက်ဒါကိုသူတို့ဗမာတယောက်နေနေလေးစားလက်ခံတာ။ပြည့်ရမှန်ကတော့အများကြီးရှိပါတယ်။ဒါဥမာတို့အဲဒီစက်ထဲမှာပါလာတဲ့ဟာမျိုးအတန်ဒီပါလာတဲ့ဟာမျိုးဆိုရင်ဒါပြည့်ရမှန်ပဲ။ပြီးအဲ့လိုအဆက်အသွယ်ရတဲ့ဟာမျိုးတွေအဲ့ဒါဆိုစစ်ပန်ဒီနောက်တော့အဲ့ဒီဟာတွေလိုက်ရှာတဲ့အချိန်မှာ ဒီစက်နဲ့တွေ့ရဆိုတာစက်ထဲမှာတွေ့နေဆိုတာအကုန်လုံး making နေရှိတယ်။ဒါပေမဲ့ဒီအချိန်မှာတော့မပြချင်းဘူးเนาะ။ဘာဖြစ်လို့လဲဆိုတော့ဟိုအပြင်မှာဖြစ်နေတဲ့ဟာတကယ်ရုပ်ရှင်နဲ့အများကြီးဆိုးတယ်။ဆိုးနေတော့အပြင်မှာဖြစ်နေတဲ့ဟာကိုကြောက်ရအောင်။အဲ့ဒါကြောင့်ဒါကိုလည်းအကျေခွင့်မပြောချင်ဘူး။အဓိကကပြီးပြီလို့ထင်ပြီးတော့အဲ့လိုပြန်ပြန်ပြီးပြန်သွားကြမှာဖြစ်တယ်။တကယ်တမ်းသူ့ရဲ့အနှစ်သာရကိုနောက်ဆုံးဘာမှမရှိတော့ဘူးပိတ်ကောင်းမှာဘာမှမရှိတော့ဘူးဆိုတဲ့အထိ အဝင်နေတယ်။အဲကျွန်တော်တို့လည်းဒီလိုလူချင်းရိုက်ပြီးပူကြပါဘူး။အဲဒီရဲ့အဲဒီလေပြိတ္တကပါဝင်ပြီးခြင်း။အဲတော့ပြိတ္တနဲ့ကျွန်တော်တို့လည်းဟိုပူပေါင်းပြီးတော့အလူအလူလေးတစ်ခုကိုလုပ်ကျသွား။အဲဒီအချိန်မှာကျွန်တော်တို့ဟိုဘုရားဘာသာရဲ့အယူအရာဒီမှာဒါအားနေတဲ့သူကိုကျွန်တော်ပြင်ရ။ဒါနတိလဘာဝနာဆိုတဲ့ကဟာဒါနတစ်ခုဖြစ်တယ်။အဲတော့တိလနဲ့ဘာဝနာကတော့ပုံစံဆောက်နေတာ။ တော့အဲ့တော့ဒါနပါဝင်တဲ့အတွက်ကျွန်တော်တို့ကပုံမှုတွေကတစ်ခုပါဝင်အဲ့လိုပဲကျွန်တော်တို့လည်းဒီစူပါမီပါဝင်ရင်းနဲ့ပြုပို့ကြပါလို့